တကိုင်းတိုင်းပလဲမြို့နယ်ကန်တော့ရရဲစခန်းကိုသိမ်းပိုက်နိုင်ဖို့တော်လိုင်းရဲ့တပ်ပေါင်းစုကစင်းနေတိုက်ခိုက်ရမှာ၃ရက်ဆက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါရတယ်။ကန်တော့ရရဲစခန်းကိုဇွန်လ၂ရက်ကစတင်ကတိုက်ခိုက်နေတာဖြစ်ပြီးအထိနာအသေးများတဲ့စစ်အုပ်စုကလေကြောင်းဘုံကျဲခုခံကကျေးရွာတွေကိုပါဘုံကျဲနေလို့ပြည်သူတွေထွက်ပြေးနေရပါတယ်။တိုက်ပွဲစတင်ဖြစ်ပွားတဲ့ပထမရက်မှာစစ်အုပ်စုကလေကြောင်းတိုက်ခိုက်တာမရှိပေမဲ့မနေ့ကဇွန်လ၃ရက်နေ့ဒီကနေ့မှာတော့ ဝိုင်းတွဲလေရင်တွေဂျက်ဖိုက်တာတိုက်လေရင်တွေနဲ့အပြင်းအထန်ဘုံကျဲခုခံနေပြီးဒီကနေ့မနက်ပိုင်းမှာတဲ့ဝိုင်းတွဲလေရင်နဲ့ဆက်နှက်ခေါက်ထိဘုံလာကျဲပါတယ်။စိုးစုကဘုံကျဲရောက်မှာတိုက်ပွဲဖြစ်တဲ့ကန်တော့ရဲစကန်တာမကအနည်းဝဲကျဲကြီးရီကိုပါဘုံကျဲနေလို့ကန်တော့ရွာအပောင်းဝင်ပလဲမြို့နယ်အတွင်းကဇတော်ပြင်ကိုးပင်ညောင်ရင်ကုန်းမဲစရဲရွာသက်တာစီကြောင်ဝင်ထူး အောက်ချမ်းသာစတဲ့ကျေးရွာတွေကပြည်သူ6000နီးပါးထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းဒေသခံတွေကပြောပါရယ်။လက်ရှိမှာကန်တော့ရရက်စကန်မကြာရေးစုပ်စုကလေးချောင်းပုံကျဲခုခံနေတယ်လို့ကန်တော့စကန်ရဲ့အရှိတောင်ရက်6မိုင်ကွာမှာရှိတဲ့ပလဲမြို့နယ်အင်မတီရွာပြူစောတီစကန်ကနေစုပ်စုနဲ့ပြူ30ဝန်းကျင်ကလည်းကန်တော့ရရက်စကန်ဘက်စစ်ကူလာနေတယ်လို့ဒေသခံတော်လိုင်းအင်အားစုတွေကပြောပါရယ်။